ဖန်ပြအောင်ဗမီနော်အေးလေးပြိုလေးလာဟေးကြည့်လို့ပေါ့နော်ဒီဗီဒီယိုဖိုင်ကိုကြော်ရပဲနဲအဆုံးထိကြည့်သွားပြပါပေါ့နော်ဘလို့ဖြစ်လာမှန်းမသိဘူးအာမူးလာပြီးတော့ထူးထူးပူဖြစ်လာတဲ့အချိန်မှာသူ့လှမ်းကြည့်လိုက်တော့အဲ့တော်ရကိုတော်ကိုတော်လှဲ့မကြည့်ဘူးသူအခုလို့အမကလည်းတူစီတူစီမိပြီနဲ့တူတယ်လို့အားလုံးမမိကြပါဘူးမြေရီ emoji youtube channel ကျေးဇူးလိုက်ပါတယ်ဒီ edit ဆက်ပြီးမဲ့တဲ့ရင်က ဖုံးကိုတော်တဲ့ NDG ဖမ်းမိတဲ့တရင်ရဲ့ဒီတူစီတို့ခံရတဲ့မင်္ဂလီသူ့ရဲ့ကိုတွေ့ဖြစ်ဖြစ်တွေကိုပြုတ်ပြလာတဲ့ရုပ်သက်ပြီးပါမက်တယ်လေးကိုတိဆက်ပက်တာပြီးတော့မှဖြစ်ပါတယ်ကျွန်တော်ရဲ့ message တွေမျိုးတွေလည်းကြိုတိကောက်ကွဲပစ္စည်းလေးအောင်ဘူဒရာအနေနဲ့ပြန်လည်ပြုတ်ဝင်မြတ်တိဆက်ပဲကြီးဖြစ်တဲ့ဒါကြောင့်မကျွန်တော်အပီဖာလေးကိုဆုံးတိုက်လိုက်ပါကျေးဇူးပေးဖို့ဖိတ်ခွင့်ချင်ပါတယ်ဒါဆိုတော့ကျွန်တော်အပီဖာလေးကိုဆက်လိုက်အောင်ပါ ရေးကြည့်လို့ပေါ့နော်ဒီဗီဒီယိုဖိုင်ကိုကြော်ပါပဲနည်းအဆုံးထိကြည့်သွားပြပါပေါ့နော်ပိုဒီနေ့ကြုံတွေ့ခဲ့တဲ့ကိုတွေ့ဖြစ်ဖြစ်လေးကိုပြောပြခြင်းနဲ့ဟာကြည်နော်ဒီကလည်းပေါ့နော်ကြောက်ဖို့ကောင်းတယ်ပေါ့နော်အာဆက်ပြီးတော့ဘလူတွေဖြစ်သွားမလဲတောင်းမတွေးရဲဆရာပေါ့နော်အဲ့လိုမျိုးအကြောင်းအရာကြုံတွေ့ခဲ့တာမဟုတ်လို့ပိုကနောက်နောက်နောက်ဆင်ကျင်နိုင်မယ်ရှောင်ကျင်နိုင်မှာဖြစ်တဲ့အတွက်ပိုကိုတွေ့ကိုပြောပြလိုက်တဲ့အခါမှာတခြားသူတွေလည်းဆင်ကျင်နိုင်မှုရှောင်ကျင်နိုင်မှုဖြစ်သွားအောင်လို့ပိုကဒါမျှဝေပေးခြင်းဖြစ်တယ်ပေါ့နော်အာပိုဒီစပရစ်မှာ ဈေးဝယ်ပွဲရှိလို့ဆိုပြီးတော့ပူသွားတယ်ပိုးတော့အိမ်နဲ့စပရင်နဲ့ကသုံးလိမ့်မတိုင်ပဲခြားတော့ပေါ့နော်ပိုးက1 BN နဲ့ပဲသွားမယ်ပေါ့ဒီအေကွန်လဲအေးစစ်စစ်လေးပေါ့နော်ကားလဲခြောက်နေနေရာလဲရမယ်ဆိုတော့အဲသွားတယ်သွားတော့ကားပေါ်တက်တဲ့ခါမှာပိုးနေရာရနေရာရတယ်ထိုင်တဲ့နေရာကဒီ brain park ပေါ့နော် brain park ဒီဘက်မှာ ဘေးမှာနှစ်ယောက်ထိုင်ကုန်ဆိုတော့ဘေးမှာတစ်ယောက်လွတ်တယ်လွတ်တော့အတော်ကြီးတစ်ယောက်လာထိုင်တယ်။ तू ကထိုင်မရနဲ့ပို့မေးတယ်တမိပမာဆင်းမလဲတဲ့ဆိုတော့မင်းနေကုန်းနေလို့ separate လို့ပြောတယ်။ तू ကဟားတယ်ပြောတယ်။ဟားဆိုတော့ဘာဖြစ်လို့လဲပေါ့နော်စိတ်ထဲမှာထိုင်လိုက်တာ။ဩအငါထားတဲ့ခါကျလို့ရှိရင် तू ကျော်ပြီးတော့သွားမှမဟုတ်လို့များလားပေါ့နော်အဲ့လိုမျိုးကိုကတော့ဖြည့်တွေးလိုက်တာပေါ့အဲ့ဒီအချိန်မှာ तू ကဘာလို့စပြောလဲဆိုတော့အမ်ဗလန်ကံတော်လေးရတဲ့မျက်စိစေကံနဲ့တိလာတယ်ဆိုတော့မတိဘူးလို့အဲ့လိုပြောလိုက်တော့ကိုလည်းတကယ်မတိဘူးဟိုသူကဘာကားရောက်လဲတဲ့ဆိုတော့ အာပြောတတ်ဘူးလို့အာသူကပြောတယ်ကားစီအောင်မေးချင်ရင်ကမတင်တယ်အော်ဟုတ်ဟုတ်ကဲလို့ပါညာပေါ့နော်ကိုကအေးအေးအေးစစလေးပေါ့နော်တန်တန်လေးဟိုတန်တန်မြတ်မြတ်လေးဆိုတော့လေအာတခြားစိတ်လေကိုမထင်ဘူးလေနော်အဲ့ဒါနဲ့အာဒီလိုပဲသူပြောသမျှပြန်ဖြေတယ်ဖြေတဲ့ခါမှာသူကအာ ကားသမားလည်းသူတတ်ထားမိတာမဟုတ်အဲ့ချိန်မှာသူကဘာပြောလဲဆိုတော့မျက်စိစည်းကန်းတစ်ခါတော့ပြရင်နဲ့ဘလောက်ကုန်နေပြီးတော့အဲ့မှာလာပြရတဲ့ကလေးဟိုကလေးတွေကပေါ့နော်အဖုန်းတွေအကြည့်များလို့လာပြရတယ်တစ်ခါပြရင်မနေဘူးဖုန်းတွေရမ်းမရှိနဲ့ဘာညာဘာလို့ပြောတာပြောတော့လူကြီးတယောက်အနေနဲ့ကိုယ်ပြောပြတော့ကိုကလည်းအာ ဟိုကောင်းကောင်းမွန်မွန်လေးပဲပြန်ပြောပြန်ပြီးတော့စကားပြောနေပါတော့ပြန်ပြီးတော့ရေးလိုက်ငါလိုက်သူ့အကြောင်းတွေလည်းအများကြီးပြောပြတယ်အအများကြီးပဲဆိုတော့သူ့အလုပ်အကြောင်းတွေရောပေါ့နော်အများကြီးပြောပြတော့အာပို့ကလည်းဘာပြောပြောလူချစ်သူမှဆိုတော့တရုတ်တတိပဲဆက်ဆံပြီးတော့သူပြောတဲ့မြလေးရေးလိုက်ငါလေးလိုက်နေပါတော့အဲ့အချိန်မှာတမတ်တိုင်နမတ်တိုင်လောက်လဲရှိရောသူကသူ့ရဲ့လက်ကိုပေါ့နော်ပို့ရဲ့ဒီဘာလဲပရောဘာလဲဒီပရင်မောက်ဘေးနာကိုဖောင်ဖောင်ဘေးနာကိုသူကလည်းထောက်ပြီးတော့ထောက်လိုက်တော့အော်ဒါ ကိုကတော့လူကြီးမလို့ပေါ့နော်ဒါအမိတွေ့သူလှမ်းကြိုင်တယ်လို့ကိုကထင်လိုက်တယ်ပေါ့နော်အဲ့ဒီလက်ကိုသတိမထားမိသေးဘူးအဲ့ချိန်မှာ तू ကပို့ဘာစပြောလဲဆိုတော့ ဟုတ်ပါတဲ့တယောက်ထဲသွားလို့ရှိရင်တဲ့ဒီတိုင်းမနေနဲ့တဲ့ဖះစားလေးရိုးတဲ့ပုံနဲ့တဲ့နိုင်ငံစာမီတမန်တဲ့နိုင်ငံစာမီတန်ခါတဲ့နိုင်ငံစာမီရိုးဆိုတော့အဲ့ဒါ तू ကမက်တက်ထားတာဖြစ်တဲ့အတွက်မက်ထဲကနေပြီးတော့ပြောတာဆိုတော့အတန်မကြောက်တူတူလေးပဲပြောတာဆိုမကြောက်တော့ကိုကအဲ့လိုမျိုးလေးကတ်ပြီးတော့နားထောင်နေတဲ့အချိန်မှာဟိုသူ့ရဲ့လက်မောင်းကိုရှုတယ်လို့အဲ့လိုမျိုးဖြစ်တယ်ပေါ့နော်အဲ့အချိန်မှာ तू ကလည်းအဲ့လိုပဲအုံးကြောက်လောက်ပြောနေရအစိုးနေရပေါ့နော်စိုးနေရအချိန်မှာကိုက အရင်ဘလူးဖြစ်လာမှမသိဘူးအာမူးလာပြီးတော့ထူးထူးပူပူဖြစ်လာတဲ့အချိန်မှာကိုစိမ့်မက်မှတ်တိုင်မရဘဲနဲ့မရောက်သေးပဲနဲ့ပေါ့နော်ထရက်လိုက်တယ်ပေါ့နော်အဲ့အချိန်မှာအာထရက်ထရက်တဲ့အချိန်မှာ तू ကအာတော်တော့မလို့လာရဲဆိုတော့ဟောက်ကဲလို့ဆိုပြီးအဲ့သူ့ကိုကြော်ပြီးတော့ဆင်းနေအဲ့နဲ့ကိုကထထပြီးတော့ဆင်းမှုတွေ့လို့တယ်ပေါ့နော် तू ကလည်းသိတယ်ကိုစိမ့်မက်မှတ်တိုင်မရောက်သေးဘူးဆိုတာသိတယ်ကိုကလည်းထရက်တယ်ဆိုတာဒီတရက်နှစ်ခုံး ရွတ်နေတဲ့အချိန်မှာသူရွတ်တာကိုလိုက်ရွတ်နေတဲ့အချိန်မှာကိုစိတ်ကိုစိတ်ထဲမှာအာလွတ်ချင်တယ်လို့လို့ကြောင်ပြင်းတယ်လို့လို့အဲ့လိုမျိုးမူးလာတယ်လို့မျိုးဖြစ်လာလို့ကိုလည်းထရက်လိုက်တာစိတ်မမှတ်တိုင်းတော့မရောက်သေးဘူးနော်အဲ့နဲ့သူရှိရနေပြီးတော့ဟိုစိတ်မို့တော့ကိုထသွားတယ်ထသွားတော့မှတ်တိုင်းမရက်သေးဘူးလေမရက်သေးတဲ့ခါမှာလူကစိတ်ကအဲကြောင်ပြင်းတယ်လို့လို့အဲ့လိုမျိုးခရခဲတွေဖြစ်နေဖြစ်နေတော့ဘာလို့မှမသိဘူးနော်ငါဘာလို့ရောက်မလဲအဲ့ဒါဒီမှာရက်နေရတဲ့အတယောက်ကိုအမောက်တစ်ချက်လောက်တစ်ချက်လောက်ပုတ်ပေးပါဘောနော်တစ်ချက်လောက်ထုတ်လိုက်ပါလို့ဆိုတော့အဲ့သူက ဟမ်နေဆိုသူလက်ကြောင်သွားတယ်မဟုတ်ဘူးလေအမတစ်ချက်လောက်တစ်ချက်လောက်ရိုက်ပေးပါဘောနော်ဆိုသူလက်မောင်းနှစ်ချက်လောက်ရိုက်လိုက်တယ်အဲ့ချိန်မှာနည်းနည်းစိတ်ကဒီမှာလည်းလူရှိပြီလေနော်သူ့ကိုလှမ်းကြည့်လိုက်တော့အဲ့တော်ရကိုတော်ကိုတော်လှည့်မကြည့်ဘူးသူအဲ့လိုမျိုးသူကတို့လည်းတိသွားပြီဟိုကိုတိသွားပြီဆိုတော့သူတိခဲ့ပုံစံမျိုးနဲ့သူရှေ့ကိုပဲကြည့်နေအဲ့နဲ့အဲကမ္မတန်ရက်လိုက်ရက်ကဆင်းသွားပါဘောနော်ကိုဆင်းသွားတယ်ဗောဆင်းသွားတဲ့အချိန်မှာအဲ့အဲ့ဒီလည်းစိတ်တွေကရောက်ရက်ခတ်ပြီးရောက်ခဲ့တည်ဖြစ်နေဗောနော်အဲ့နဲ့ တူတူဆင်းနေစွမ်းနဲ့တရား तू အဲ့လိုမျိုးပုတ်ခနေတာမဟုတ်ဘူးလို့အမဘာလဲတူစီတူစီမိမိနဲ့တူတယ်လို့စွမ်းတော်ကြီးကစကားကြီးလာပြောပြီးအမဘာဖြစ်သွားမဲမသိဘူးလို့အဲ့လိုမျိုးအဲ့လိုပဲပြောပြနိုင်တယ်ဖြည့်ချမ်းကုန်စင်သူ့ဘာမှမပြောနိုင်တော့အနဲတော်မတန်အောင်လို့သိရလေစပရစ်ကိုရောက်ဖို့တော့ကိုကလည်းထမစီးနိုင်တော့သိရမလားဒီစပရစ်ကိုငါဆက်သွားမယ်ပေါ့အမအသက်ကိုဝါဝါရှူဝါဝါရှူပြီးတော့စပရစ်ကို လမ်းလျှောက်သွားတာပေါ့နော်အဲလမ်းလျှောက်သွားတဲ့အချိန်မှာလာမီတော်ပါသေးရဲ့ကိုကိုကိုလေးအမလဲငါဒီဒီအမှတ်တံထိတာပေါ့နော်ဟိုကိုစင်းမမှတ်တံမရောက်သေးဘူးဆိုပြီးတော့ဆက်ပြီးတော့ဒါအဲ့ဒေါ်ကြီးရွတ်ရွတ်ပြနေပြောပြနေတာကိုငါဆက်ပြီးနားထောင်ပြီးတော့သူ့လက်မောင်းကိုရှူသွားမိဘလောက်ထိအောင်ဖြစ်သွားမလဲအခုကမိနစ်ပိုင်းလေးနော်တော်တော်ကုန်၃ချော့မိနစ်ပိုင်းလေးကိုဒါမှဒီလောက်ထိစိတ်ကရောက်ရက်ခတ်သွားတာဆိုတော့ပေါ့နော်ဒီအဲ့ကြီးကရှူမိလို့ရှင်ဘလောက်ထိအောင်မှ ဖြစ်သွားမလို့ခုခုမတွေးရဘူးပေါ့နော်ဗီဒါစီရနော်တချို့တွေတူစည်းမိရတချို့တွေအဲသူပျောက်သွားတယ်ဘယ်လေးပဲခဏသွားမလို့အဲပျောက်သွားတယ်ဆိုတော့မျိုးတွေပေါ့နော်အဲ့လိုမျိုးတွေကြုံကြုံရတာတွေဒါအခုကိုတွေ့မလို့ကိုကသတိကြီးကြီးကတ်သွားလို့သတိစိတ်ဝင်သွားလို့ပေါ့နော်အသိစိတ်ကကတ်သွားလို့ပေါ့နော်ညံလို့ပေါ့နော်နှုတ်မလို့ရှင်တော့အခုကိုကသတိမထားမိသွားရင်တော့သွားပြီအခုချိန်မှာဒီလိုတော့ရိုက်ပြနေနိုင်မှာမဟုတ်တော့ဘူးပေါ့နော်အဲ့နဲ့ဆက်ပရစ်ကိုရောက်သွားတော့ ဝယ်ဖို့အတွက်ကိုဝယ်ဖို့တော့မသွားနိုင်သေးဘူးအဲ့အဲ့ဝင်ဝင်ချင်းမှဒီဗာနဲ့ပလဲပရီလေးတွေပေါ့နော်အဲ့ဒါလေးလိုက်ကန်ပြီးတော့ဟာငါတာဝိုင်းမမဟုတ်ဘူးငါဘာဝယ်မလို့လဲပေါ့နော်အဲ့လိုအဲ့လိုမျိုးကိုစဉ်းစားနေချိန်မှာဘေးမှာဝင်နေကောင်မလေးရှိရောအဲညီမလေးအမတူစေးမိလာတယ်ပေါ့နော်အဲ့ကြောင့်မလို့အာဟိုလမ်းမှာလို့လို့ဗာလဲလူတွေတွေ့လို့ရှင်လို့စကားလာပြောရင်လို့ရုံစားပြီးမပြောမိစင်းနဲ့ဗာညာအဲ့လိုသူပြောပြတော့သူကအမရဲ့ရှူစေးရှူမလားတဲ့ဆိုတော့အေးရှူစေးလေးနည်းနည်းလေးပေးပါဆိုသူစီကရှူစေးရှူပြီးပြချန်းကုန်စေးပြောပြပြီးတော့မှကိုလိုချင်တာဝယ်ပြီးတော့မှ ပြန်လာတယ်ပေါ့နော်ပြန်လာတဲ့အထိအခုချိန်ထိလည်းစိတ်ကကြောက်ကြရဲ့အရန်လဲအိတ်ချင်တာတနေကုန်လဲအိတ်တတညနေလုံးလဲအိတ်တယ်အခုလည်းအိတ်ရနိုးလာလို့ဒါလေးကိုရှိုက်ပြီးတင်ပြတာပေါ့နော်အဲ့တော့တူစေးအန်ရဲ့ဘလောက်ထိပေါ့နော်စက်ဖို့ကောင်းတယ်ဆိုတာပေါ့နော်ဒါကိုတွေ့ကြုံလို့ပြောပြတာပေါ့နော်တကယ်လို့ဒါကိုစိတ်မမတ်တိုင်းထိကိုဒီသူ့ရဲ့ လမောင်းကိုရှူမိသွားလို့ရှိရင်ဘယ်လောက်ထိအောင်ဖြစ်သွားမလဲဆိုတာမတွေးရစရာပေါ့နော်အဲ့ဒီဆေးကခဏလေးမိနစ်ပိုင်းလေးရှူလိုက်မိတာတော့မှတနေလုံးတညတနေလုံးတညနေလုံးအခုညအထိပေါ့နော်အဲ့လိုမပြီးနိုင်ဘူးပေါ့နော်အဲ့ဒီအဆေးအရှင်ကအာအဲ့ရှင်လားအဲ့ရှင်လားဆိုတာလေအခုလေအဲ့အဲ့ရန်တို့လိုဒီဗီဒီယိုထားရိုက်တာပေါ့နော်ကျန်တဲ့သူတွေလို့မဖြစ်အောင်လို့ဆင်ကျင်လို့ရအောင်လို့ပေါ့နော်အထူးသဖြင့်တော်ကြီးရွယ်တွေကပုံများတယ်လို့ပြောတယ်ဘာလို့ဆိုတော့အဲ့ဒီ separate မှာပေါ့နော်ဝင်တဲ့ကောင်မလေးရဲ့ရှူဆေး ရှူနေနဲ့ကို့အကြောင်းအရာပြောပြတော့သူတို့ကပြောတယ်ဟုတ်တယ်တဲ့အမားရဲ့အဲ့ဒီတော်ကြီးကပူဆိုးတယ်လို့ပြောတယ်အဲ့တော့အဲအဲ့လိုမျိုးတန်တန်ပြန်ပြန်နဲ့ပေါ့နော်ဒီလိုမျိုးကို့အမေရွယ်ကို့အထော်ရွယ်တွေစကားလာပြောပြီဆိုလို့ရှင်သတိထားပါဟိုဘယ်လိုပြောမလဲလို့အဲ့လိုအဲတခုခုလာမေးတာကနေမှတခွန်းကနေနှစ်ခွန်းစားနှစ်ခွန်းစားကနေကိုနဲ့မသိပဲနဲ့သူတို့အကြောင်းအရာတွေပြောပြလာပြီအဲသူတို့ကို့ကိုနဲ့မသိပဲနဲ့သိရမလား အာအရင်ရင်းနည်းနည်းတွေပြောလိုက်ပြီဆိုလို့ရှိရင်တော့တတိထားပေါ့နော်အဲအဲ့ဒါကြောင့်အရင်ကဆိုလို့ရှိရင်ဒီတိုစီးမိသွားပြီးတော့ပျောက်သွားမယ်မသိဘူးပျောက်သွားတယ်ပြန်တွေ့တဲ့ခါမှာကြောင်တောင်ဖြစ်နေရဲဆိုတာရေတကယ်အခုကိုတွေ့ကြုံတော့လက်ခံသွားပြီပေါ့နော်အဲသူတို့ဟုတ်မယ်ပြန်နော်ပြီလေဘလောက်ထိအောင်မှအာဘလူရောင်မှစီယုံခံလိုက်ရလည်းမသိဘူးပေါ့နော်တချို့ဆိုပစ္စည်းတွေပါသွားတယ်အဲ့လိုမျိုးတချို့ဆိုလို့ရှိရင်ပစ္စည်းပါသွားပြီလူ ကြောင်ပြီးတော့ပြန်တွေ့တာတော်သေးရဲ့လေတချို့ဆိုလို့ရှိရင်အပြောက်ဖြောက်လိုက်တာတွေလည်းရှိရပေါ့နော်အဲ့တော့အရန်အန်ဒီများတယ်ပေါ့နော်အဲ့တော့သတိကြည်ကြည်ထားပါတမျာတီဆောင်းထားပါရှူစေးလျှောက်ဆောင်းလာပါပြီးလို့ရှိရင်အဲအဲ့လိုမျိုးစကားလာပြောပြီးဆိုရင်ကိုစကားပြောနေတဲ့တမျာတီလေးပုတ်ရှူတာမျိုးအဲ့ရှူစေးလေးရှူတာမျိုးလုပ်ပါပေါ့နော်ဒါဒီနေ့ကိုတွေ့ကြုံခဲ့ရတာဖြစ်တဲ့အတွက်အရန်လည်းလန့်တယ်ပေါ့နော်အမလီထပ်ပြီးတာလို့သူနဲ့စကားပြောသူဆိုပြနေတာကိုကိုလိုက်ရွနေလို့ရှင်ဘာရံဖြစ်သွားမလဲမသိဘူးဆိုပြီးတွေးပြီးတော့တာမှအခု ဟိုကြောက်တာမပြေဘူးပေါ့နော်အဲ့ဒါအဲ့ဒီ spray ကနေအိမ်ရောက်လာတဲ့အချိန်လေလူကစိတ်ကကြောက်ခဲ့ဖြစ်တော့အဲ့တိုးစေးမိပြီးတဲ့နောက်ပိုင်းအဲ့လိုလေးစိတ်တကယ်ကြောက်ခဲ့တယ်ဖြစ်တာကြီးအဲ့ဒါကြီးလေအာပြောမယ်ဆိုလို့ရှင်ဗာဆေးတွေနဲ့မဟုတ်လို့ဘလောက်တောင်စွန်းလဲတော့မသိဘူးပေါ့နော်သတိထားစဉ်းကျင်နိုင်မှုပါပေါ့နော်အာအဲ့ဒါကိုပြပြချင်ဟုတ်ကဲ့ပါညီတို့ကျွန်တော် OB file လေးကလည်းလောက်ပါပဲ debut file ရဲ့ဖြစ်စဉ်ကတော့ဒါပထမဆုံး preview file ကတော့အမျိုးသမီးတို့ဖုံးခိုးပြေးသွားလို့ဒါ family ရဲ့တရင်ရဲ့ အဆုံးပြည်ဖိုင်လေးကတော့ဒီမြို့သမီးကတာဒီ YPS ကားပေါ်မှာအသက်ကြီးကြီး NDG တယောက်ရဲ့ဒါတူစေးတူချင်းကိုခံခဲ့ရတဲ့အကြောင်းသူတတိပြင်ရတော့ဒါချက်ချင်းတွဲဒီကားပေါ်ကဆင်းခဲ့ရတဲ့အကြောင်းအနောက်ထပ်လူလေးတို့လိုမျိုးမခတ်စားရအောင်ဒါပြည်လဝေမဲ့ disability ဖြစ်တဲ့ဒီတရင်လေးကိုလာရောက်ပြီးမျှဝေ disability ဖြစ်တဲ့ဒီ YPS ကားစီးလို့ရှိရင်ကိုမတီဘဲနဲ့ကိုကိုစကားလာပြောတဲ့သူတွေကိုဒါရင်းရင်းနှီးနှီးပြန်မပြောသင့်ဘူးပေါ့နော်ဒီလူမျိုးဒါ NDA တွေကြုံတွေ့နိုင်တယ်ဟုတ်ကဲ့ပါကျွန်တော်ပြည်ဖိုင်လေးကဒီလောက်ပါပဲဒီပြည်ဖိုင်လေးလည်းများသိငါတည်ရင်လို့ like and share လေးပြုလုပ်ပေးဖို့ဒါဆက်ကြည့်ပါမယ် ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့အမျိုးရေးထင်မြင်စားချက်ကိုလည်းကျွန်တော် comment မှာမျက်ခြေပေးကလေးရတယ်လို့ဝေဖန်ကြံပြုနှံပါဗျ။နောက်ထပ်သတင်းသစ်တွေရရှိလို့ရှိရင်ထပ်တင်ပေးပါမယ်။ channel နဲ့ပိုသူတက်ရတဲ့အကြောင်းနဲ့ဆယ်လီတန်းသစ်တွေကိုမြန်မြန်လေးဆက်ပေးမှာမို့ကြောင့် channel like comment like subscribe နဲ့ဗီဒီယိုနဲ့ဒီပဲလေးပါနိုင်ခဲ့ပေးဖို့တော်စီပြပါမယ်။နောက် channel နေ့စဉ်နဲ့မှာကြည့်ရှုအားပေးနေတဲ့ viewer တယောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်။နောက်ထပ်ဗီဒီယိုမှာပြန်ဆုံကြမယ်။တဒါ